Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပိုင်း band page ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ band ကနေပြီးတော့ time ကိုဘယ်လိုမျိုးရောက်လာလဲပြီးတော့ time မှာနေရတာကိုဘာခက်ခဲရရှိလဲစားတော့တာရောအဆင်ပြေလားဒါမှမဟုတ်သွားလားတာရောအဆင်ပြေလားဆိုတာမျိုးကိုပြပြပေးသွားမှာဖြစ်ပါရှင်ထရောင်ဆုံးစပြောချင်တာကတော့ time ကို လာဖို့ plan ပြုလို့အစီအစဉ်ချခဲ့လေပေါ့နော် အအစကတော့ထိုင်းကိုလာဖို့အစီအစဉ်လုံးဝမရှိခဲ့ပါဘူး။သွားချင်တဲ့နိုင်ငံတွေကမြန်မာတို့အပြင်အနောက်နိုင်ငံတွေဖြစ်တဲ့ English အဓိကသုံးတဲ့နိုင်ငံတွေပေါ့နော်။အဲ့ဒီနိုင်ငံတွေကိုသွားချင်ပေမဲ့အိမ်နဲ့အရန်ဝေးတဲ့အခါမှာအိမ်ကစိတ်မချတဲ့အတွက်ကြောင့်ဘူးလို့မသွားဖြစ်ခဲ့ပါဘူး။အဲ့ဒီတော့ထိုင်းအနည်းဆုံးအနေနဲ့ထိုင်းပေါ့နော်။အဲ့တော့ကိုယ့်နိုင်ငံခြားအရန်သွားချင်နေဖြစ်တဲ့အတွက်ကြောင့်ဘူးလို့ထိုင်းကို အဲတာပုတ်ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာကြောင်းနေစပြီးရှာတယ်ပေါ့နော်။ထိုင်းရကြောင်းနေစရှာတယ်။ကိုယ့်ရဲ့ career နဲ့အဲလိုက်မဲ့ major ကိုရှာကြည့်ရဲ့ချိန်မှာထိုင်းရအကြောင်းတစ်ကြောင်းကိုတွေ့ခဲ့ပါတယ်။အဲဒီအကြောင်းနာမည်ကတော့ Harbor Space ပဲဖြစ်ပါတယ်ပေါ့နော်။ Harbor Space မှာ Harbor Space ကိုရှာကြည့်ပြီးရဲ့အခါမှာ Spain နဲ့ Thai batch နှစ်ခု sorry branch နှစ်ခုရှိရပေါ့နော်အဲ့ဒီမှာအဲကျောင်းရဲ့အခြေအနေကိုလည်းကြိုက်တယ်ပြီးတော့စာသင်တဲ့ဆရာဆရာမတွေကိုလည်းသဘောကျတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Thai branch ကိုရွေးချယ်ဖြစ်ခဲ့ပါတယ် ထိုင်းမှာတက်မယ်လို့ဆုံးဖြတ်ပြီးရဲ့နောက်မှာတော့ scholarship application တွေစပြီးလုပ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Harvard Space က scholarship offer ပေးရတဲ့ကြောင့်ပေါ့လို့ပါ။အဲ့ဒါနဲ့ scholarship uh, apply ပြီးတော့နောက်ဆုံးတော့ကျောင်းရသွားတယ်ပေါ့နော်။ master degree တက်ခွင့်ရခဲ့ပါတယ်။အဲ့ဒါနဲ့ပဲအကျောင်းကိုလာဖို့ပြင်ဆင်နေပေါ့နော်။ထိုင်းကိုလာဖို့ပြင်ဆင်နေ။တကယ်ချင်းတွေကတော့ထိုင်းမှာအများကြီးရှိရဲဆိုပေမဲ့လေဒါပေမဲ့ ကိုကိုတိုင်းအဲသူတို့တွေကလည်းမအားဘူးပေါ့နော်အဲ့တော့မအားတဲ့တခြားမဟုတ်လို့ကိုကိုတိုင်းထိုင်းကိုသွားရမှာဖြစ်တယ်အဲနေစိတ်ကနေပြီးရောအိမ်ကိုပေါ့နော်အိမ်ကိုအခုနေနေတဲ့နေရာလေးကိုအဲရောက်အောင်လာမှာကိုကကိုလာမှာဆိုတော့ကိုကဖေးနိုင်ငံမှာလေကိုကကိုတယောက်တည်းမသွားဘူးပြီးတော့အိမ်ကအိမ်ကြီးထွက်တာနဲ့အဲမမီရောဖေးကြီးရောလိုက်ပို့တာဆိုတော့ ဘယ်မှာကိုယ်တော့ထင်မသွားဘူးပေါ့နော်အဲ့တော့ experience ကလုံးဝ0%ပါအဲ့တော့ကိုယ့်ဟာကိုအဲကျောင်းကအကို senior တယောက်ကိုအကိုညီတောင်းပြီးရောလေးစိတ်ခွာချိုးခိုင်းခဲ့ရပါတယ် ဲ့တော့လေးစက်ရောက်တဲ့အခါမှာအဲ luggage ကလည်းအများကြီးပေါ့နော်လူကောင်းလေးကတေးလေးဆိုကလေးလေးလိုဖြစ်နေတော့အဲအဲ senior အကူကနေပြီးတော့ luggage လေးတက်ပြီးပါတယ်ကိုကိုတက်ခါ luggage တက်အိတ်တော့တက်ရပါတော့နော်ဒါကြတဲ့ luggage ကြီးအကုန်လုံးသူတက်ပြီးခဲ့ပါတယ်ပြီးတော့ကျောင်းဝင်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့နေရာ van ကလည်းကျောင်းတက်မနေပြီးတော့အဲ့ကိုကလည်းအဲကြောင်းတက်အောင်ဆိုတော့တခါတည်းကြောင်းအောင်တော့ပြင်နေပေါ့နော်အဲ့ဒီချိန်မှာတည်းကအာ ရထားစီးရတယ်ရထားနှစ်ဆင့်စီးရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအဲတက္ကစီစီးရတယ်ကြောက်လို့သွားဖို့တော့ပေါ့နော်ကြားမှာတက္ကစီစီးရတယ်ဆိုတော့အဲ့ချိန်တုန်းကလေအဲလေစိတ်ကနေထွက်ပြီးတော့ရထားနှစ်ဆင့်စီးရမယ်လေဘယ်လိုစီးရမလဲရထားဘယ်လိုစီးရမလဲမသိခဲ့ဘူးတက်ကက်တဲ့အကောင်လုံးအဲ့အကူကပဲဝယ်ပေးရဲ့နောက်အဲ့ဒီတက္ကစီငှားတဲ့ခါမှလည်းအဲ့ကောင်ကပဲတက္ကစီငှားပြီးတော့ကြောက်တူသွားကြရပေါ့နော်ကြောက်ရောက်သွားတော့လက်ကိတ်လုံးဝလက်ကိတ်ရှင်နဲ့ကြောက်ရောက်သွားပါပေါ့နော် ကျောင်းကနေပြန်တဲ့ချိန်မှာတော့ကျောင်းကစီနီယာအကိုနဲ့အမကဒီတိုက်မှာနေနေတာဆိုတော့ဒီတိုက်ကိုလက်ဂိတ်စီတည့်ပြီးတော့လိုက်ပို့ခဲ့ပါတယ်အခန်းအရောက်ပေါ်တော့လိုက်ပို့ခဲ့တယ်အဲပြီးတော့အဲညနေလေးရောက်လဲရောက်တော့ကိုကကိုမုတ်ထဆာရတော့ပဲပေါ့နော်ကိုကမုတ်ထဆာရတော့ပဲအချိန်မှာပထမဦးဆုံး ကိုကကိုဈေးဝယ်ရမှာဆိုတော့ဈေးဝယ်တော့မဟုတ်ဘူးเนาะကိုကကိုထမင်းနဲ့ဟင်းနဲ့ဝယ်စားရမှာဆိုတော့ English လို့ပြောရမှာပေါ့เนาะဘာဆိုကိုကထိုင်းစကားအလုံးနဲ့တက်ဘူးဆိုတော့ English လို့ပဲပြောပြီးတော့ဝယ်ခဲ့ရဲ့အဲ့တုန်းကဘတ်40ပေးရတယ်ပေါ့เนาะအဲ့တုန်းကဘတ်40ကိုအရင်များပြီလို့ထင်ခဲ့တာလို့ဆိုလို့ရှိရင်အဲ့တုန်းက ကက်ရှ်ထုတ်ပေးဖို့တော့လက်ကတုံနေပေါ့နော်အာငါဘတ်40အောင်ပေးရတယ်ထင်းထင်းတနက်ကိုပေါ့နော်အဲ့လိုမျိုးဖြစ်နေခဲ့ပါတယ်ပြီးတော့အဲ့တုန်းကတော့အိမ်ပြန်တာအခက်ခဲမရှိဘူးပေါ့နော်အချောင်းအဲအိမ်ကနေထွက်ပြီးတော့အဲ့ဆိုင်ညွတ်တွေ့ရတယ်အဲ့ဆိုင်ကထမင်းနဲ့ဟင်းတွေကိုမှာစားပြီးတော့ပြီးတော့အိမ်ကိုပြန်လာပြီးတော့ ဝယ်စားခဲ့ရေပေါ့နော်အဆင်ပြေပြေပါပဲအဲ့တောင်းကတော့အဓိက problem ကဘယ်ရမဘယ်ရနေစားလဲဆိုတော့အခုကနေစားမှာပေါ့နော်အဲ့တော့နောက်တစ်နေ့မနဲ့ရောက်သွားနောက်တစ်နေ့မနဲ့ရောက်သွားတော့ကြောင်းသွားရမယ် okay အိမ်ကနေပြီးကြောင်းကိုလှမ်းမြင်နေရတာ5 minute walk ပဲပေါ့နော်လမ်းလျှောက်ရတာ5 minute ပဲဆိုတော့အဲအိမ်ကနေကြောင်းတိတိမမကြီးရောက်သွားပါတယ်ရောက်သွားပြီးတော့ဒါပေမဲ့ကြောင်းမှာစားတင်ပြီးပြန်လာတဲ့အချိန်မှာစပြီးတော့လမ်းပြောက်တာဖြစ်ပါတယ်ဒါတောင်မှအဲအိမ်နဲ့ကြောင်းနေက5 minute ပဲဝေးတယ်ပြီးတော့တန်းတစ်ဖြောင်းနဲ့လမ်းလျှောက်ရတာပေါ့နော် ိုက်တုံးကတစ်ဖက်နဲ့လမ်းလျှောက်ရယ်ဆိုမဲ့လမ်းကမှားရယ်လို့ပဲပြောရမလားကိုကကိုမျက်စိလေးွားသူဖြစ်သွားတာပေါ့နော်သူကလမ်းစုံလမ်းကွာမှာလမ်းကူရတဲ့ဟာရှိတာအဲ့ဒါကိုလွဲွားပြီးတော့လူကလမ်းမှာပါတာ Google Map ကလည်းဒီထိုင်းနိုင်ငံရောက်မှာစပြီးတော့တုံးလာဆိုလဲနေရရောပေါ့နော်အဲလဲနေ15မိနစ်လောက်အပြင်မှာလဲနေပြီးတော့မှနောက်ဆုံးကျမှအိမ်ပြောက်လာရောပေါ့နော် ရဘန်းရဲ့လမ်းပြောက်ခဲ့အကြောင်းပေါ့နော်။ကြောင်းကနေအိမ်ကို5မိနစ်လမ်းလျှောက်မယ်ဟာကိုခြားရမှာ15မိနစ်လောက်လင်းနေရပေါ့နော်။ဆိုတော့နောက်တစ်ခုကကြတော့အဲကြောင်းတက်ရတာပေါ့နော်။ကြောင်းတက်ရတာ Harbor Fish မှာတော့အဆင်ပြေပါတယ်။ဆရာဆရာမကြီးလည်းသဘော ကောက်တယ်ပေါ့နော်။နောက်တစ်ခုအဲ lecture ဆီကလည်းအဲတော်တော်ကြီးကိုမြင်တယ်လို့ပြောပါတော့နော်။ဘန်းတော့ဆိုရင်တော့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဘန်းက ဒီ career တဲ့ကိုစဝင်လာတာကလည်းမကြသေးဘူးလောက basic level ပဲရှိသေးတဲ့အချိန်မှာ master degree ရောက်လိုက်တာရသွားတာပေါ့နော်အဲ့ဒီတော့ master degree ကိုစတက်ရတယ်စတက်ရတဲ့ဆရာမလည်း pressure အရှမ်းပေးရဆရာမမျိုးဖြစ်နေတဲ့ခါကျတော့တော်တော်ကြီးကိုခက်ခဲခဲ့တယ်စာရီဆိုတဲ့မလိုက်နိုင်ခဲ့ဘူးပေါ့နော်မလိုက်နိုင်ခဲ့ဘူးနောက်တစ်ခုက interview တွေကိုလည်းအပြင်မှာကိုယ်တိုင်သွားပြီးတော့လောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပင်မနဲ့နေတဲ့တအားပူတဲ့အချိန်ပေါ့နော် time မှာမြန်ပင်မနဲ့အဲ အခုတော့ပိန်တာပေါ့နော်အဲ့တော့ဆိုရင်၁၀ပေါင်လောက်ကြာသွားတော့ပို့ပြီးတော့ပိန်တာပေါ့နော်အခုထပ်ပို့ပြီးတော့ကျောင်းကနေပြီးတော့အိမ်ပြန်နေဆိုလို့ရှိရင်အိမ်မှာပဲနေပြတာများတယ်ပေါ့နော်ဘန်းက introvert တဲ့ဖြစ်တဲ့ခါကျတော့ဘယ်မှတိတ်ပြီးတော့မသွားဘူးပြီးတော့ကျောင်းမှာလည်းတငယ်ချင်းအများကြီးမရှိသေးတဲ့အတွက်ကြောင့်မို့လို့အဲအိမ်ထဲမှာပဲနေပြတာများတယ်ပုံမှန်ကတော့ကျောင်းမှာကမော်ဂျူးတစ်ခုပြီးတိုင်းကျောင်းသားတွေက Friday night ဆိုလို့ရှိရင်ပြင်သွားကြတယ် ါဒါပေမဲ့ဘန်ကအဲ့ဒီပွဲတွေပဲတခုခုမှမ join ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုကိုနိုင်ကလည်းအဲ့လိုမျိုးပြင်သွားတာဘာသာမပါတာရဲ့အိမ်မှာပဲနေဖြစ်တယ်ပေါ့နော် နှစ်ဖြစ်တယ်အစာလေးပါလဲလုတ်တယ်နောက်တစ်ခုပုံဆွဲတယ်ဒီလောက်ပဲပေါ့နော်ဘာမှတိတ်ပြန်မလုပ်ဖြစ်ဘူးနောက်ပိုင်းကျတော့မှခရီးတွေကြောင်းကခရီးတွေစီစဉ်ပြည့်တဲ့ခါမှာခရီးနှစ်ခုစီစဉ်ပြီးတော့အဲခရီးနှစ်ခုတော့လိုက်သွားဖြစ်တယ်ပေါ့နော်လောက first time နဲ့တယောက်တည်းလိုက်သွားမှုတဲ့ခရီးပေါ့နော်တစ်ခေါက်မှကိုယ့်ဘာကိုယ်တယောက်တည်းခရီးတွေမထွက်ဘူးဆိုတော့တော်တော်ကြီး experience ကောင်းရခဲ့ပါတယ်ပြင်ချင်းနေနဲ့လည်းခင်ခွင်ရခဲ့ပါတယ် နောက်တစ်ခု experience ရခဲ့တာတစ်ခုပါကြတော့ van ဒီမှာနေရင်းနေမှာအူတက်ရအောင်လို့ဦးတက်ခွဲရတယ်ပေါ့ เนาะဟိုတက်ခွဲရတဲ့ခါမှာအဲတောက်ထဲဖြစ်နေခဲ့တာပေါ့ဘာဖြစ်လို့တောက်ထဲဖြစ်နေခဲ့လဲဆိုတော့အိမ်ထဲကလည်းအိမ်မှာအဲမမေကလည်းမလာဘူးဖေးကြီးကလည်းမလာဘူးပေါ့เนาะထိုင်းလာမလဲသေးတဲ့ခါကျတော့တောက်ထဲဖြစ်နေချိန်မှာမအဲဟိုတက်ရောင်တော့ခွဲရတဲ့ခါမှာခွဲစိတ်ခံတယ်ကိုတော့ထုံဝင်ရတာပေါ့เนาะဘေးနားမှာတော့ခွဲခံတဲ့မှုငယ်မှာတကယ်ရင်တယောက်ညောက်တော့ရှိတယ်ဆိုပေမဲ့လေဒါပေမဲ့လေအဲ စေယုံက public စေယုံကိုဗတ်တက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့ကလူတွေ့ချိန်ရှိရပေါ့နော်အဲ့လူတွေ့ချိန်ကလွဲပြီးတော့ဂျန်နက်ချိန်တွေကလူနာတက်တဲ့နေရာပေါ့နော်အပြင်တွင်နဲ့ထိတွေ့ဝင်မရှိပါဘူးအဲဆရာဝန်နေ nurse တွေနဲ့ပဲထိတွေ့ရတာပေါ့နော်တို့ကြတော့လေတချို့ဆရာဝန်နေ nurse တွေကြတော့ english လို့ကောင်းကောင်းပြောနိုင်တယ်တချို့ဆရာဝန်နေအဲချို့ nurse တွေပေါ့နော် nurse တွေကတော့ english လို့ကောင်းကောင်းမပြောနိုင်တာအခက်အခဲလေးတော့ရှိခဲ့ပါတယ်ဒါပေမဲ့အဲခွဲစိတ်တာလည်းအောင်မြင်ပြီးခဲ့ရပေါ့နော် ွဲတာကလည်းမနက်အဲနှစ်နာရီကြော်လောက်ခွဲတာပေါ့နော်၄နာရီလောက်မှပြီးရဲအဲစပြီးတခါမှအဲ့လိုမျိုးခွဲစိတ်ခံတခါမှမဝင်ဘူးပေါ့နော်တယောက်တည်းပြီးတော့ရန်ကုန်မှာဆိုလက်စေးရုံစီကံသွားလို့ရှိရင်မမေကအမြင်နဲ့ဘီးနားမှာရှိနေပြီးရဲဆိုတော့ဘာမှကြောက်စရာမလိုဘူးပေါ့နော်အခုကျတော့ကြောက်စိတ်တော့ရှိရပေါ့တယောက်တည်းခွဲစိတ်ခံနေဝင်ရတာကြောက်စိတ်တော့ရှိရဲဒါပေမဲ့ဆရာမနေကအရန်ကောင်းတယ်ပေါ့နော်ဆရာမနေကအရန်ကောင်းတယ်အဲ ွဲစိတ်ခါနီးမှာထုံစေးပေးရမလားမေးစေးပေးရမလားဆိုပြီးတော့မေးတယ်ပေါ့နော်။ဘာလို့ဆိုတော့အရင်အကြောက်နေတော့ကြောက်မလို့အဲ့မေးစေးပေးဆိုပြီးပြလိုက်တဲ့ခါမှာသူတို့ဘက်ကနေပြီးတော့အဲမေးထုံစေးရောမေးစေးရောပေးတယ်ပေါ့နော်။ပေးပြီးတော့ခွဲပြီးခွဲကအဲ sorry ခွဲပြီး ခါနီးလောက်မှာပေါ့နော်အရန်ချမ်းလာတော့ကြောင့်မလို့နိုးလာတော့ဆရာမမေးရပါဖြစ်လို့လဲပေါ့နော်အဲအရန်ချမ်းလာလို့ပြောရသူတို့ကအဲခွဲစိတ်တာပြီးတော့မှာပေါ့နော်ခဏလေးပဲစောင့်ပေးပါပေါ့ဆိုခွဲစိတ်ခံအပြာထွက်လာတော့အရန်ချမ်းနေတော့သူကစောင့်နေအများကြီးယူလာပြီးတော့စောင့်နေခြုံပေးထားပါတယ်အဲနောက်တစ်ခါကျတော့ခွဲစိတ်ခံနေရထွက်လာပြီးတော့ခဏအိပ်ပျော်သွားတယ်ပေါ့နော်အိပ်ပျော်သွားတဲ့အချိန်မှာလူနာခံနေကိုပြန်ပြီးတော့ကြွားရောက်နေပြီဆရာမနေရတစ်ခါအဲလူနာခံနေကိုပို့ထားပေးပြီပေါ့နော်ဒါပေမဲ့ဘသူနဲ့မှလည်းမတွေ့ရဘူးဘသူနဲ့မှလည်းအဆက်အသွယ်ရလဲတိတ်ပြောမရတဲ့ခါကျတော့ အဲဒီဖုန်းထဲကနေပဲပေါ့နော်ခွဲစိတ်ခံတဲ့အရာထွက်လာပြီဆိုပြီးအိမ်ကိုအကြောင်းကြားရဲနောက်နေ့ကျတော့မမေကထားရုံရောက်လာရပေါ့နော်ခွဲစိတ်နေတဲ့ချိန်တွေမှာတော့မမေနဲ့မတွေ့လိုက်ရဘူးပြောလဲဆိုတော့အပြင်လူတွေ့ခွင့်လည်းမရှိဘူးဆိုတော့လေနောက်နေ့ကျမှမမေကလည်းရောက်လာရဲဆိုတော့နောက်နေ့လူတွေ့ချိန်မှာတော့ခဏတော့တွေ့လိုက်ရတယ်ပြီးတော့လူတွေ့ချိန်ပြီးသွားတာနဲ့ အလုံးဝမတွေ့ရတော့ဘောနော်တရက်လုံးလုံးဝမတွေ့ရတော့အဲ့ချိန်မှာဆိုလို့ရှိရင်တော့ဆေးရုံမှာကိုတောက်ထဲပေါ့နော်တခြားဘိန်းကတော့လူနာရီရှိရဆိုရင်လည်းဆရာဝန်နေနေပဲကိုနဲ့နှစ်ပါသွားတာပေါ့ထမင်းစားတာရောနောက်ကိုအအပေါ်ပါထသွားတာရောအစကိုကကိုပဲတောက်ထဲလှုပ်ရတယ်တော်တော်တော့နာနေရပေါ့နော်အနာနေရဟာကို nurse မကဘယ်လိုမျိုးထားရမလဲထားရမလဲဆိုတာလည်းပြပြပေးပါတယ် ဆရာဝန်တွေကတော့တော်တော်ကယူဆိုင်ပေးတယ်မှာပါတယ်ဆရာဝန်ကျော nurse တွေရောပေါ့နော်တော်တော်ကယူဆိုင်ပေးတယ်မှာပါတယ်နောက်တစ်ခုကအမြဲတမ်း check up လုပ်နေရပေါ့နော်15မိနစ်တစ်ခါကိုယ့်ရဲ့သွေးပေါင်ခြံရောလာတိုင်းတာ pressure လာတိုင်းတာရဲ့15မိနစ်တစ်ခါလောက်လုပ်တယ်နောက်ဆေးလာထိုးတာတော့ဘာလို့လဲရှိရပေါ့နော်အဲတစ်ခါမှ drip တွေပါရတစ်ခါမှမရှိဘူးတဲ့ခါကြတော့ first time ဆိုတော့အဲ drip ချိန်တာလဲ နာတယ်ပေါ့နော်နာထိုးတဲ့အချိန်တော့မနာပဲမဲ့ကိုကမတိမတိလိုက်ဘူးပေါ့ထိုးတဲ့အချိန်ကတော့အရင်ကြီးမနာဘူးဒါပေမဲ့အဲ့ထဲကိုဆေးထည့်တဲ့အချိန်ဆိုလို့ရှိရင်လက်တစ်ချောင်းလုံးကကိုက်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်တာရဲ့ရှိရဲဒါပေမဲ့လည်းကိုကလည်းဆွဲဖြုတ်လို့လည်းမရဘူးဆိုတော့တိခံပြီးတော့နေရတာပေါ့နော်အဲ့ဒါတော့ experience တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့အမ်ဒီမှာတငယ်ချင်းနေနေလဲ6လလောက်ကြောင်းတက်ပြီးသွားပြီဆိုတော့ တကယ်ချင်းတွေလည်းအများကြီးရနေပြီနောက် batch ကလာတက်တဲ့သူတွေနဲ့လည်းတကယ်ချင်းတွေဖြစ်သွားရေးဆိုတော့အเจ้าမှာ badminton club လေးရှိရတဲ့ badminton club ကိုလည်း join ခဲ့ပါတယ် ဒါကငယ်တုန်းကလေးကအာကစားလုပ်တဲ့သူဆိုတော့အဲရေကူးရလည်းကြိုက်တယ်ဘက်မင်တန်ဆော့ရတာလည်းကြိုက်တယ်ပေါ့နော်ဟောရေကတော့မကူးဖြစ်ဘူးဆိုတာကိုယ့်ရဲ့ apartment မှာကယူကံမပါတော့ရေတော့သိမကူးဖြစ်ဘူးဒါပေမဲ့ဘက်မင်တန်ကျတော့အပတ်တိုင်းတငယ်ချင်းတွေနဲ့တွားရိုက်ဖြစ်နေတဲ့ခါကျတော့ကိုအာကစားလည်းလုပ်ဖြစ်တယ်ပြီးတော့ train လည်း train ဖြစ်တယ်ပေါ့နော်အဲ့တော့ဘက်မင်တန် club မှာလည်းအကြောင်းသားတွေအများကြီးလာကြောင်ကြားရတဲ့ခါမှာတငယ်ချင်းတွေအများကြီးရခဲ့ပါတယ် အဲပြီးတော့အဲ့ဒီတငယ်ချင်းတွေနဲ့ပဲဆက်ဆက်ပြီးတော့ connection တွေရရအများကြီးရှိခဲ့ပေါ့နော်အဲပြီးအခုဆိုလို့ရှိရင်တော့ကျောင်းကတော့ပြီးသွားပြီကျောင်းကတစ်နှစ်ပဲတက်ရတာပေါ့နော် master degree ကိုမှတစ်နှစ်ပဲတက်ရတယ်2024 January ကနေပြီးတော့ December အထိပေါ့နော်ကျောင်းကတက်ရတယ်ဘာလို့ဆိုတော့ကျောင်းပြီးပါပြီကျောင်းပြီးသွားပြီးတော့အလုပ်ဝင်နေပါပြီရှင်အဲဆိုတော့အဲ လုပ်ကတော့ work from home ပဲပေါ့နော် work from home ပဲအလုပ်နှစ်ခုလုပ်နေပါတယ်နှစ်ခုလုံးက work from home ပဲဆိုတော့အိမ်မှာပဲနေရတာများပါတယ်အိမ်မှာနေပြီးပြင်တတ်တဲ့အလုပ်လုပ်တဲ့ဒါပဲရှိရပါဘောနော်အလုပ်ကအိမ်မှာလုပ်ဖြစ်တာများတယ်ဆိုတော့အအစာကိုလည်းအိမ်မှာပဲစားဖြစ်တာများတယ်ပေါ့နော်အပြင်စားတော့စားရယ်ဆိုပေမဲ့လည်းဒါပေမဲ့အိမ်မှာချက်စားရမျိုးလည်းရှိပါတယ် အဲဒီထိုင်းကအစားအသောက်တွေကတော့အရန်ရောမြန်မာပါဇက်နဲ့ရောတိတ်မကွာဘူးလို့ပြောမှာပေါ့နော်သူရဲ့ဟင်းချက်တဲ့ပုံစံမျိုးကလည်းတူတူလောက်ပဲလို့ပဲပြောရမှာပေါ့ဒါပေမဲ့တခုရှိတာကတော့ထိုင်းမှာကအရန်ဆက်တယ်ပေါ့နော်အစားအသောက်ကအရန်ဆက်တယ်ဆိုလည်းအရန်ဆက်တယ်ချိုရင်ကြောက်တယ်တအားချိုတယ်အဲ့လိုမျိုးကွာဟနေရပေါ့နော်ဆိုတော့ အရင်အဆက်မစားနိုင်တဲ့သူဆိုလို့ရှိရင်ဘိုင်းအောင်နိုင်ပဲဖြစ်တတ်တယ်။ဘန်းတော့ဆိုရင်ဆက်စားခြင်းတယောက်တုံးကဆိုရင်အရင်ကြီးမစားနိုင်ဘူးပေါ့နော်။အဆက်ကိုအရင်ကြီးမစားနိုင်ဘူး။ခောက်ဆွဲကိုရီးယားခောက်ဆွဲအဆက်ဆန်တာစားနိုင်တယ်။ဟင်းအဆက်ဆိုလို့ရှိရင်တော့မစားနိုင်တဲ့အခါကျတော့အဲတနေ့လေးခက်ခဲရှိရပိုင်းနာတာဘိုင်းအောင်နာခက်ခဲရှိရစပယ်မယ်လေ။ဒါပေမဲ့အခုနောက်ပိုင်းကတော်တော်ကြီးအဆင်ပြေနေပါပြီ။အစားတောက်အရင်ကွာဟာချက်မရှိတဲ့အတွက်ကြောင့်မလို့ထိုင်ရတော့အစားတောက်နေနေအဆင်ပြေပါတယ်။နောက်တစ်ခုကတော့ သွားလာရေးပေါ့နော်သွားလာရေးကဒီမှာကဘတ်ကားစီးလို့ရတယ်တက္ကစီစီးလို့ရတယ်နောက်တစ်ခုကယထာစီးလို့ရတယ်ပေါ့နော်အဲဆက်ရောက်ချင်းတုန်းကဆက်ရောက်ချင်းကနေပြီးတော့လွန်အဲလွန်ခဲ့တဲ့နှစ်နှစ်ကုန်ပိုင်းလောက်ထိကိုဘန်းကယထာလည်းမစီးတဲ့ပေါ့နော်သွားနေကြလဲမဟုတ်ဘူးဒီအနီးနားမှာလဲအိမ်နဲ့အနီးနားမှာလဲယထာကမရှိတဲ့ခါကြတော့ဖတ်စကားစီးပစ်တယ်ဒါတော့မှတစ်ခါလေးကြာရင်အဲ့တော့ဆိုရင်ဖတ်စကားစီးတာက ်ပြောင်းပြန်စီးနေရရှိတယ်ပေါ့နော်။ဟောအဲအခုနောက်ပိုင်းရထားပုံပြီးစီးဖြစ်ပါရထားပုံပြီးစီးရတာအဆင်ပြေရပေါ့နော်။ဘတ်ကားကြတော့လည်းပူတာဟုတ်တချို့ကားတွေကရထားပုံပြီးစီးဖြစ်တယ်။အဲနောက်ပိုင်းကတော့ရထားအဲ့လိုစီးကျင်းရှိရင်လည်းစီးဖြစ်သွားတာပေါ့နော်။အဲစီးဖြစ်သွားရင်ရထားပုံပြီးစီးဖြစ်တယ်ရထားကိုပူကြိုက်တယ်။အေးအေးလေးဆိုတော့ပူကြိုက်တယ်။ဘတ်ကားလည်းစီးပါတယ်တချို့ခါကျတော့ရထားကစီးကြည့်ရခါကျတော့ဘတ်ကားပြောင်းစီးရရင်လည်းရှိပါတယ်။ နောက်တစ်ခုကတော့ bike လဲစီးလို့ရတယ်ပေါ့နော် motor bike ပါအနေတော့လည်းနည်းများတယ်ဒါပေမဲ့တချို့နေရာတွေဥမာဆိုလို့ရှိရင် van နဲ့ van di8 နဲ့အာဒီရထားဂိတ်နဲ့ကနည်းဝေးရပေါ့နော်နိုင်ဝက်လောက်နိုင်ဝက်မိနစ်၄၀လောက်လမ်းလျှောက်ရတယ်လမ်းလျှောက်မယ်ဆိုလို့ရှိရင်ဆိုတော့အဲအဲ့အကြောင်းမို့လို့ခါလေးကြာရင်ကွာနည်းနည်းလောနေရအပြင်သွားရချင်နည်းနည်းလောနေရတော့ဘာလို့ဆိုလို့ရှိရင်တော့ bike seat တော့ပြပါတယ်ဒီ ိမ်ရှေ့ကနေထွက်လိုက်ပြီးတော့ကျောင်းနားရောက်ခါနေပေါ့နော်ကျောင်းနားရောက်ခါနေဆိုလို့ရှိရင် cycle gate ရဲ့တခြားမဟုတ်လို့အဲ cycle gate ကနေပြီးတော့ပျော်ပြီးတော့အဲ motor bike စီးပွားလို့ရပါတယ်ယထာ gate ထီကိုစီးပွားလို့ရှိရင်အဲဈေးသက်သာရပေါ့နော်စီးပွားပြီးတော့ပျော်မှမြောက်ယထာစီးပါတယ်တချို့နေရာတွေသွားလို့ရှိရင်တော့မူဝယ်ထားစီးရတာပေါ့နော် sky train စီးရတာလည်းရှိပါတယ်ဒါပေမဲ့မြေအောက်ရထားကပို့ပြီးတော့ဈေးသက်သာရပေါ့နော် sky train ထက်စားလို့ရှိရင် sky train ကတော့တနည်းလေးပို့ပြီးတော့ဈေးကြီးပါတယ် အဲတချို့ခါလေဆိုလို့ရှိရင် sky train စီးရမယ့်နေရာလေဆိုလို့ရှိရင် bus ကစကိတ်တိုင်းလည်းရှိပါတယ်။ဘာလို့ဆိုတော့ bus ကတော်တော်ဈေးတန်လို့ပါ။နောက်ပိုင်းတော့အပြင်နေအများကြီးသွားပြတ်တယ်။အထူးသဖြင့်ကြောင်းပြီးွားတဲ့ချိန်မှာဆိုတော့အပြင်ပိုသွားပြတ်တာအများတယ်ပေါ့နော်။ကြောင်းပြီးသွားပြီးတော့ဘာမှလုပ်ရှားမရှိတဲ့ချိန်ကာလတွင်းမှာဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့အပြင်တငယ်ချင်းတွေနဲ့တွေ့တယ်။တငယ်ချင်းတွေနဲ့ပုတ်သွားစားရဲ၊ရှောက်သွားရဲ၊ကိုယ့်အကူလည်းတောက်တဲ့သွားတဲ့နေရာရဲလည်းရှိရဲပေါ့နော်။ရှောက်သွားကြည့်ရဲ၊တထားရဲရှောက်စီးကြည့်ရဲ။ဆိုတော့အဲ့လိုသွားကြည့်ရင်နေမှာပဲ။နည်းနည်းပို့ပြီးတော့ သွားတက်လာပေါ့နော်ဒီနှစ်ပိုင်းရောက်မှပြီးတော့ခရီးလည်းသွားပြတဲ့ဒီနှစ်မှစပြီးခရီးသွားပြတာပေါ့နော်တငယ်ချင်းနေနဲ့တခါမှတငယ်ချင်းနေပဲတီးတန့်အကြောင်းကစီစဉ်တာမဟုတ်ပဲနဲ့တငယ်ချင်းနေနဲ့ပဲတီးတန့်သွားတာမျိုးอ่ะပွားကြီးမှတခါမှရှိဘူးပေါ့နော်ဆိုတော့အဲအဲ့လိုဆိုတော့ကိုပါကိုတယောက်တည်းပြင်ဆင်ပြီးတော့တငယ်ချင်းနေနဲ့ခရီးစုပြီးတူတူသွားပြတာလည်းရှိခဲ့ပါတယ် အဲ့ဒါလည်း experience အသက်ပေါ့နော်ဘာလို့ဆိုတော့တစ်ခါမှမလုပ်ဘူးတဲ့အရာတွေရော2025မှာစပြီးလုပ်ရတာဆိုတော့တော်တော်ကြီးကိုပြောစရာကောင်းခဲ့ပါတယ်နောက်တစ်ခုကတော့ visa တက်တန်းတိုးတဲ့ကိစ္စပေါ့เนาะ experience ရခဲ့တဲ့တစ်ခုပေါ့เนาะအကိုကကိုသတိထားရမယ်ဆိုပြီးတော့ experience လေးရသွားတာပါအရင်တူတူရောမဟုတ်ဘူးမလဲဒါပေမဲ့တခြားအကြောင်းသားတွေတီးအောင်ပြပြချင်တာပေါ့เนาะဒီမှာ time မှာကအဲဒီ visa တက်တန်းတိုးတာအပြင်ကို90 days report ဆိုပြီးတော့ရှိပါတယ် အစားကတော့အဲ့ဒီဟာမသိဘူးပေါ့နော်ကိုကသုံးလတစ်ခါတိုးပြီးွားရင်ပြီးပြီလို့ပဲထင်လိုက်တာပေါ့နော်အเจ้าကိုရောက်လာပြီးတော့သုံးလတစ်ခါဗီဇာတက်တန်းသွားတိုးလိုက်တယ်သွားတိုးပြီးရဲ့ခါမှာအဲရန်ကုန်ကိုပြန်လာရည်လည်းရှိရပေါ့နော်ကြားထဲမှာရန်ကုန်ပြန်လာရည်လည်းရှိရဒါပေမဲ့နောက်ပိုင်းကျတော့တငငချင်းကတငငချင်းတက်ကမီးရ90 days report လုတ်ပြီးပြီလားပေါ့နော်အဲ့ချိန်မှာကိုကဘာလဲပေါ့90 days report ဆိုတာဘာလဲမသိဘူးပေါ့နော်မသိတော့တငငချင်းတက်ကိုမီးတော့မှသူက3လတက်ရက်60တခါပေါ့3လပေါ့ရက်60တခါ visa တတန်း report သွားတင်ရတာပေါ့နော်အဲ့ဒီဟာလေအစာကြီးကအစာတော့ကတော့မသိခဲ့ဘူးနောက်ပိုင်းကျမှတကယ်ရောက်မှသိခဲ့တာပါ၃လတစ်ခါ report တင်ရမယ်ဆိုတော့ကိုယ့်ရဲ့ passport ကိုပြန်ကြည့်လိုက်တဲ့အခါမှာအဲရက်60ထက်ကျော်နေပြီပေါ့နော်အများကြီးကိုကျော်နေပြီများကျော်နေဆိုတော့ကွာအာတန်ငွေထားရတော့မှလားဆိုပြီးတော့တော်တော်ကြီးကိုလန့်သွားပါတော့ ဒါမဲ့အဲအကြောင်းဘက်ကိုပြန်မေးကြည့်ရဲ့အခါမှာရန်ကုန်ကိုပြန်ထားလို့ရှိရင်ရန်ကုန်ကနေပြီးရောပြန်အထွက်ဒီ time ကိုပြန်ဝင်တဲ့နေ့ရနေစပြီးတော့သူကပြန်ပြီးတော့ရက်60အတွက်တယ်ဆိုတော့မှအဲ့ကြတော့မှကိုကလည်းရန်ကုန်ပြန်ထားတာမကြတဲ့ဆိုတော့အော်တော်သေးရေပေါ့နော်ကိုကကိုအသိစိတ်လေးပြောင်းပြီးတော့တော်သေးတယ်ပေါ့နောက်ပိုင်းကျတော့တတိထားရမယ်ဆိုပြီးတော့အဲ့ရနေစပြီး90 days report ကိုပုံမှန်သွားလို့ဖြစ်တယ်။နောက်ကဗီဇာတက်တန်းတိုးတာတွေရောပေါ့နော်အများအားဖြင့်ပုံမှန်သွားလို့ဖြစ်ပါတယ်။ တော့အဲ့ဒါနေရာသတိထားစရာတခုပေါ့နော်မသိပဲနဲ့အဲကိုလိုမျိုး experience အတွက်ကြောင့်လုံးဝမရှိရဲတရားလူတယောက်ကတခြားနိုင်ငံမှာလာပြီးတော့နေရခါမှာမိသွားတာတွေသတိမထားမိရရရှိရပေါ့နော်အဲ့ဒါလေးသတိထားရအောင်ပါ channel အခက်ခဲထူထူထူကတော့ time မှာ မရှိခဲ့ပါဘူးအဆင်ပြေတယ်ပေါ့နော်ထိုင်းပါနေရတာအိမ် အိမ်လာကတွေပေးရတဲ့အဆင်ပြေတယ်နောက်ထပ်တိုက်ကတိုက်ခန့်ရလဲအဆင်ပြေပေါ့နော် security လည်းရှိရဲဆိုတဲ့အခါကျတော့တော်တော်ကြီးအဆင်ပြေတယ်မှာပါပါတယ်အမြဲတမ်း check up လုပ်နေပါပေါ့နော် security ရောပြီးရောဒီအိမ်ပိုင်ရှင်ကောကအမြဲတမ်း check up လုပ်နေရဆိုတော့တော်တော်ကြီးနေရတာအဆင်ပြေပါတယ်အဲ့ကြောင့်ဒီအခန်းလေးကိုကြောက်ပြရတော့မခွာနိုင်သေးရပါနော်ဆိုတော့အဲပြီးတော့ဒီမှာချက်စားရတွေပိုင်းလည်းအဆင်ပြေပါတယ် complaint တတိုင်းပိုင်းလည်းမရှိဘူးပေါ့နော်အိမ်ပိုင်ရှင်ကတငငချင်းနေခေါ်လာလို့လည်းရပါတယ်တငငချင်းနေခေါ်လာလို့လည်းစုညံနေ ုပြောကွန်ပလိုက်တက်တာမျိုးလည်းမရှိဘူးပေါ့เนาะတော်တော်ကြီးကိုအဆင်ပြေရတယ်မှာပါပါတယ်ပြီးတော့ကျောင်းသားနေချင်တဲ့သူဆိုတော့ရှင်ဒီနားတော့အဆင်ပြေရပေါ့เนาะကျောင်းနဲ့5 minute walk ပဲဆိုတော့ဝါရနာထွက်ရင်တော့သိတော့အဆင်ပြေဘူးဆိုတော့ဝမ်ကိုကကျောင်းကနေပြီး stress ပြီးပြီးတော့အိမ်ကိုပြန်လာချင်ဝါရနာနဲ့ထွက်လာတော့ကျောင်းကြီးကိုပြပြနေရတာဆိုတော့အဲ့ဒါတခုတော့စဉ်းညာပါဗောလေဒါပေမဲ့ကျန်တာကတော့တော်တော်ကြီးကိုအဆင်ပြေရတယ်မှာပါပါတယ် ဒါကတော့ bad time ကိုဘလို့လာခဲ့တယ်နောက်တစ်ခုကအဲ time မှာကောစားတော့စင်ပြေလာအသွားလိုက်ရောစင်ပြေလာခက်ခဲဘာရှိလဲဆိုတာမျိုး experience လေးရခဲ့တာလေးတွေရောဒီစရာလေးတွေကိုပျက်ပြိုက်ခဲ့ရတာဖြစ်ပါတယ်အဲအတွေ့အကြုံတွေလည်းအများကြီးရခဲ့ပါတယ် เนาะတကယ်လည်းတွေ့ကြုံတွေအများကြီးရခဲ့တယ်တကယ်ချင်းတကယ်လည်းအများကြီးရခဲ့ပါတယ်အခုဆိုလို့ရှိရင်လည်းအလုပ်တွေလည်းလုပ်နေပြီဆိုတော့နောက်နေ့ကျမှဗီဒီယိုလေးနဲ့အလုပ်ဘယ်လိုရခဲ့တယ်ဘာဘယ်လိုမျိုးစူးစမ်းခဲ့တယ်ဆိုတာမျိုးကိုပြပြပေးသွားမှာပဲရှင်အားလုံးပဲဒီနေ့ဗီဒီယိုလေးကိုရှုပ်ကြရအတွက်ကျေးဇူးအများကြီးတင်ပါတယ်ပပိုင်း